ားလုံးပဲမင်္ဂလာပါအဲပြီးခဲ့တဲ့လက်ချာလေးမှာကျမတို့ operating system တွေအမှာ command line interface ပေါ့နော် CLI အကြောင်းကိုပြပြပေးခဲ့တာဖြစ်ပါတယ်ဒီနေ့မှာတော့ GUI ပေါ့နော် GUI ဆိုတာ graphical user interface အဲ့တော့ GUI အကြောင်းလေးကိုဆက်ကြည့်ကြအောင်အဲ့တော့ GUI ဆိုတာတဲ့ allow user to interact with the computer တဲ့ use pictures or icons အဲ symbols လေးတွေပေါ့နော် ဲ့တော့ GUI ကိုသုံးမယ်ဆိုရင်ကျမတို့ကအခုလက်ရှိတော်တော်များများကတော့ကျမတို့ GUI ကိုသုံးကြတာများတယ်ပေါ့နော် GUI ဆိုတာအခု Windows 10 Windows 11 Windows 7ဒါမျိုးတွေပေါ့နော် Windows တွေကိုတင်ပြီးတော့ကျမတို့ကသုံးတာအဲ့ဒီမှာတော့ဘာလဲဆိုတော့ user နဲ့ computer နဲ့အပြန်အလှန် interact လုပ်ဖို့အတွက်ဆိုကျမတို့ပုံလေးတွေ icon လေးတွေပေါ့နော် icon ဆိုတာ simple တိတိလေးတွေပေါ့နော်ပုံတိတိလေးတွေအဲကိုစားပြုနေတဲ့ဟာလေးတွေအဲ့ဒါလေးတွေနဲ့ကျမတို့က user ကို computer နဲ့အပြန်အလှန် interact လုပ်ဖို့အတွက် GUI ကခွင့်ပြုပေးပါတယ် နောက်က simply select the တဲ့ this icon တော့ automatically add you all the step အဲ့တော့အလုံးဒီဒီ icon လေးကိုတစ်ချက်နှိပ်လိုက်ရင်ဘာဖြစ်တယ်နှစ်ချက်နှိပ်လိုက်ရင်ဘာဖြစ်တယ် right click နှိပ်ပြီးတော့ရွေးချယ်ရင်ဘာဖြစ်တယ်အဲ့လိုမျိုးကိစ္စတွေပေါ့နော် select icon ကို select လုပ်လိုက်တာနဲ့ select လုပ်လိုက်တယ်ကိုတစ်ခုခု action လုပ်လိုက်တာနဲ့သူက automatically အလုပ်လုပ်ပေးတယ်အတွင်းထဲမှာရှိတဲ့ step တွေကိုပေါ့နော် automatically အလုပ်လုပ်ပေးတာဖြစ်ပါတယ် တော့ GUI ဆိုတာဘယ်လိုဟာလဲပေါ့နော် GUI ရဲ့ technology မှာတဲ့ WIMP ပေါ့နော် Windows ရဲ့ icon ရဲ့ menu ရဲ့ pointy ရဲ့အဲ့တော့ကျမတို့က GUI သုံးမယ်ဆိုအခုကျမတို့လက်ရှိသုံးနေတယ်ပေါ့တော်တော်များများသုံးနေတဲ့ Windows တွေပေါ့နော်အဲ့ Windows တွေမှာသူက Vuson PC တဲ့အဲ့တော့ personal computer တွေမှာအသုံးပြုလေးရှိတယ်ပေါ့နော်အဲ့မှာ use the with mouse mouse သို့မဟုတ်ဒီမှာ touchpad လေးနဲ့ပေါ့နော်ဒါမျိုးလေးနဲ့သုံးတာအဲ့တော့ mouse နဲ့သွဲသွဲသုံးတယ် click တယ် ်။ဒါပဲတစ်ချက်ကလစ်ပြီးတော့ selection ရွေးတယ်။ဒါမှမဟုတ်နှစ်ချက်ကလစ်တယ်ဖွင့်တယ်ပေါ့နော်။ဒါမှမဟုတ် right click နဲ့တစ်ခုခုတခြား action ကိုရွေးတယ်။ဒါမျိုးကြီးလည်းရှိရပေါ့နော်။နောက်တစ်ခုက hover and click အဲ့တော့သူ့ပေါ်တင်ကြည့်လိုက်ရင်အဲသူ့ပေါ်တင်ကြည့်လိုက်မယ်ကိုကြိုက်တဲ့ပေါ့နော်ဒါပေမဲ့ folder ဆိုရင် folder လေးပေါ်တင်လိုက်မယ်ပြီးရင်သူ့ကို click တာမျိုးပေါ့နော် one click သူ့မို့ double click သူ့မို့ right click ပေါ့နော်ဒါမျိုးလှုပ်လှုပ်ပြီးတော့လုပ်တယ်နောက်တစ်ခုကじゃ post wimp အဲ့တော့ဒီ GUI နဲ့မှာမှနောက်ထပ်ပေါ့နော်ဒီ DMMB ကိုနောက်ထပ်ပါလေးပါသေးလဲဆိုရင် post DMMB ဆိုတဲ့အာမှာတဲ့ use on phones and tablets uh, for test screen အဲ့တော့ဒီ icon လေးတွေ menu လေးတွေနဲ့ကို point လုပ်လို့ရတယ်ပေါ့နော်အလုပ်တွေကိုနောက်ထပ်ဘာထပ်ပို့ပါလဲဆိုရင်သူက test screen မှာပို့ပါလာတာအဲ့တော့ကျမတို့သုံးနေတဲ့ handphone တွေရဲ့ tablet တွေရဲ့မှာပါတယ်ပေါ့နော် အဲ့ချိန်မှာ तू ကနောက်ထပ်ဘာတွေထပ်အလုပ်လုပ်လို့ရသည်လဲဆိုရင် allow action နဲ့ဆက်ချက်ပေးရှိရင် rotate ဒီအဲ့တော့အမျိုးမျိုးအဲ rotate လုပ်ပြီးတော့လှည့်ကြည့်တာတွေလည်းရမယ်ပြီးရင် screen ကိုဟိုအဲထိပြီးတော့ဗောနော်ဆွဲကြည့်တယ်ခြုံချုံချဲ့လုပ်ကြည့်တယ်ဗောနော်ဒါမျိုးလေးတွေလည်းရမယ်အဲ့တော့ GUI မှာဒါမှ MB ရှိတယ် post.mb ရှိတယ် တော့ post wmb ကဒါမှမဟုတ် mb ထက်များဟိုပို့သွားတဲ့ function ကပါလဲဆိုရင်အဲ screen မှာကျွန်တော်တို့ touch လုပ်ပြီးတော့ကြိုက်ရအောင်ရွေးချယ်လို့ရမယ် mouse တွေပါလဲမလိုပဲနဲ့ပေါ့နော်နောက်ကအဲမှာ rotate လုပ်ကြည့်ရလဲရမယ်အချုံချဲ့ပေါ့နော်လက်ကလေးနဲ့အဲဒီ screen မှာထိပြီးတော့အချုံချဲ့လုပ်ကြည့်ရမျိုးလေးလည်းရမယ်ပေါ့နော်အဲ့တော့ GUI ကသူ့ရဲ့အသားချက်တွေကပါလဲဆိုရင် user ကလည်း does not need to learn any commands ဲ့တော့အရှိမကျမတို့ CNI လို့ဟာမျိုးဆိုရင်ကျမတို့ comment တွေကိုအဲတိုက် number shop comments ပေါ့နော် comment တွေအများကြီးကိုချိုပြီးတော့လမ်းလောက်ထားရမယ်အဲ့ comment တွေကိုဒီမှာအလုံးလုံးလို့ရမယ် UI မှာတော့အဲ့လိုမဟုတ်ဘူးကျမတို့ကအဲ folder တစ်ခုဖွင့်ခြင်းနဲ့ file တစ်ခုဖွင့်ခြင်းနဲ့ဆိုအဲ့ folder လေး file လေးကိုကျမတို့အစစ်စစ် ပေါ့နော်ရအောင်သွားပြီးသွားရင်နှစ်ချက်ကလေးလိုက်တာနဲ့ဖွင့်လို့ရမယ် ဂျီဝိုင်းအာတာကြကားပေါ့နော်ဒါကြောင့်မလို့ comment တွေကို land လောက်ဆရာမလို့ဘူးပြော more user friendly user မြင်နေရတယ်ဒါလေးကဘာဖိုင်လေးဒါလေးကဘာပူရာလေးဒါမျိုးလေးတွေမြင်နေရတယ်ပြည့်တဲ့အတွက် user နဲ့ပို့ပြီးတော့အော်ဘောနော်လောက်ရတာလွယ်ကူတယ်ရင်းနှီးတယ်ဘောနော် user ပို့ပြီးတော့အသုံးပြုရတာလွယ်တယ် ပြန် use of point d device is match similar တဲ့ than type ရေ command အဲ့တော့ cli မှာလိုမျိုး command တွေရိုက်ပြီးလောက်တာနဲ့ဆိုင်ရင်ကို cli မှာဆို command တွေကိုလည်းကြိုသိရမယ်ဘာလို့ချင်းဘယ် command ကိုရိုက်မယ်ဘယ်လိုလုပ်ရမယ်ပေါ့ဒါဒီတွေကိုသွားခြင်းနေဆိုရင်ဒီ column လေးနှိပ်ပြီးအနာခေါင်မယ်ပြီးရင်နောက်ထပ် diary တစ်ခုလည်းထပ်ဝင်ခြင်းနေဆိုရင် change diary ဒါမျိုးပေါ့နော် command တွေကိုကြည့်ရတာ gui မှာတော့အဲ့လိုမဟုတ်ဘူး အဲကွန်မန်းတွေရိုက်တာထက်သူကရိုးရိုးရှင်းရှင်းပဲဒီ device တစ်ခုခု point လုပ်လို့ရတဲ့ device တစ်ခုကိုသုံးယုံမယ်ပေါ့နော် GUI မှာတော့ user အတွက်ပို့ပြီးတော့လွယ်ကူပါပဲအဲ့တော့ GUI မှာက disadvantage လို့ပြောမယ်ဆိုရင်ကျမတို့ use app the more computer memory တဲ့ than CNLI အဲ့တော့ကျမတို့ CNLI နဲ့ GUI မှာအဓိကဘာကွာလဲဆိုရင်ဒီ GUI ကကြတော့ GUI တင်ထားဖို့ရန်အတွက် Windows ကြီးတင်ထားဖို့ရန်အတွက်ကျမတို့က space ပို့ပြီးတော့လိုအပ်တယ် အဲမစီအန်လိုင်းနဲ့ဆိုင်ရပေါ့နော်သူက space ပို့ပြီးတော့ကွန်ပျူတာရဲ့ memory ကိုပို့ပြီးတော့လိုအပ်တယ်အဲ့တော့ their user is limited uh, to the icons that provided on the screen အဲ့တော့ screen ပေါ်မှာရှိနေတဲ့ icon နဲ့ပတ်သက်တာကိုပဲသုံးလို့ရတယ်တကယ်လို့ကိုကတခုခုဟိုအဲ့ icon နဲ့မပါဘဲနဲ့တခြားတဲ့တခု function လုံးလုံးချင်းနေဆိုရင် ကျမတို့ကသုံးလို့မရဘူးပေါ့သူအလုံးလုံးခွင့်ပေးတဲ့အဲဒီ window ကနေမှအလုံးလုံးခွင့်ပေးတဲ့ icon ကနေမှ provide လုပ်ပေးတဲ့အလုပ်တွေကိုပဲလုံးလို့ရမယ်ပေါ့နော် နောက်က need and operating system နဲ့ to operate အဲ့အလုံးလုံးဖို့အတွက်ဆိုရင်ကျမတို့ကလည်း operating system တကူလိုအပ်သွားတယ်ပေါ့နော်အဲ့တော့ကျမတို့ပုံမှန်သုံးနေရ G1 ဟိုမှာအဲဒီခု window ထဲမှာသုံးနေတယ်အဲတခုခုဖွင့်နေတယ်ဆိုကျမတို့ file လေးဖွင့်နေတယ်ဆိုရင်လည်း file လေးနှစ်ချက်ကလေးဖွင့်တယ်ဒီ file နဲ့ပတ်သက်ပြီးတော့ဒီဒီအသေးသေးချင်တယ်ဆိုရင်လည်း file ပေါ်မှာ right click နှိပ်ပြီးတော့ကိုကြိုက်တာတခုလုပ်လို့ရတယ်အဲ့လိုပဲအဲဒီ window ထဲမှာပဲနောက်ထပ်ကျမတို့က software တွေသုံးနေတယ်ပေါ့နော်သုံးနေတယ်ဆိုလည်းအဲ့လိုမျိုး အဲသူမှာ operating system တခုဟိုသုံးပြီးတော့ဟိုရပါဘောနော် operate လုပ်ရတယ်နောက်တစ်ခုက who are you see why gui ကိုကြတော့ဘလို့လူတွေသုံးတင်လဲဘောနော်အဲ့တော့ end user တဲ့ who does not need have any great knowledge of how computer works အဲ့တော့ဒီ computer ကနေနောက်ွယ်မှာဘလို့တွေအလုပ်လုပ်နေလဲဆိုရယ် knowledge တွေသိမလို့အဖင်းနဲ့အဲ user တယောက်ကဘောနော် end user ဆိုတော့နောက်ဆုံးဘာမှသိ knowledge သိမရှိဘဲနဲ့သုံးရင်ကိုအသုံးပြုတတ်ရမယ်ပေါ့နော်အဲ့လို user တွေဆိုရင် gran ကိုသုံးတယ်ကိုကျမတို့ windows ဆိုရင်မလားပါတော့ power လေးဖွင့်လိုက်တယ်အဲဖွင့်ပြီးသွားရင်အဲဒီထဲကိုဝင်မယ်ပြီးဒီထဲမှာရှိတဲ့ file လေးကိုဖွင့်နေတယ်ဆိုရင်နှစ်ချက်ကလစ်မယ်ဒါဒါမျိုးလေးတွေပေါ့နော်ဒါမျိုးလေးတွေအဲ့တော့သူ့ကို knowledge သိပြီးတော့အာမသိတဲ့လူကပါသုံးလို့ရတယ်ပေါ့နော်ဒါမျိုး app user တွေအတွက် knowledge သိမရှိတဲ့ app user တွေလည်းဆိုရင် gran ကိုသုံးသင့်တယ် ဲ့ exam ဲတဲ့ person who need computer for daily use အဲ့တော့ပုံမှန်နေ့စဉ်အမြဲတမ်းသုံးနေတဲ့လူတွေပေါ့နော်အမြဲတမ်းသုံးနေတဲ့သူတွေဒါဆိုလောလောကူသုံးနေတယ်ဆိုရင် GUI ကိုသုံးကြတယ်ပေါ့ဟိုမှာဆို CLI CLI ကကြတော့ command line interface ဆိုရင်ကျမတို့ပေါ့နော်ဘယ်လိုဟာတွေသုံးလဲဆိုအဲ programmer တွေပေါ့နော် programmer တွေဒီအဲ computer ဖွင့်လိုက်တယ်ဆိုရင်ကျမတို့ run ကိုတိတ်ပြီးတော့တခြား software တွေတိတ်ပြီးအလုံးမလုပ်စေချင်ဘူးပေါ့နော် run ကိုပေါ့ အပြေဝကျမတို့က software run နဲ့တက်ပဲသုံးနေတယ်ဆိုရင်ဒါမျိုး programmer တွေကကြတော့ CLI ကိုသုံးတာများပါတယ်အဲတော့ operating system တွေကအမျိုးအစားနှစ်ခုရေပါเนาะ CLI ရေ GUI ရေဆိုပြီးတော့အမျိုးအစားနှစ်ခုရှိရတဲ့က GUI အကြောင်းကိုပြပြပေးခဲ့တာဖြစ်ပါတယ်အခုလိုနားထောင်ပေးရလဲကျေးဇူးတင်ပါတယ်အဲတော့ now video လေးမှာပြန်ဆုံရမယ်เนาะ